ကဲညီကိုတို့ရေနော်ကျွန်တော်စိုးရိမ်ထားတဲ့အတိုင်းပဲ AI Esports ကတော့ Tin 7ကို2-0နဲ့ကိုရှုံးသွားတယ်ဗောနော်အဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော် Tin 7ကိုချီးကျူးရမယ့်အပိုင်းခံတာတွေရာလည်းရှိလာပြီဒီလူငယ်လက်သက် player လေးတွေဆိုပေမဲ့ ကျွန်တော်တို့ဒီ10 save ကိုမြင်ရတစ်ချိန်ကကျွန်တော် over miss ကိုသွားပြီးတော့မြင်နေရဆိုပဲဒီ asma goaling ဆော့ဆော့ yui net ကြီးကိုချန်ကယ်ပဲဆော့ဆော့ဒီ bay hero နဲ့ဆော့ဆော့သူတို့နဲ့အဆင်ပြေနေရမျိုးကိုတွေ့ရယ် bay hero ဆော့ဆော့သူတို့ကိုသူတို့ confident ရှိနေရမျိုးကိုလည်းတွေ့ရယ်ဆိုတော့ဒီလူငယ်လက်သက် player လေးဖြစ်တဲ့10 save ကိုလည်းကျွန်တော်တို့ကပို့ပြီးတော့ supporting ပေးရမယ်အားပေးဖို့လည်းလိုလာပြီသူတို့ကလည်းလက်ခံတော့လက်ခံတင်လာပြီဗောနော် AI esport မကောင်းဘူးဆိုတာတက်တင်းဆဲပင်က AI esport တက်ပိုကောင်းနေဆိုတာလဲလက်ခံရမယ်အဲနောက်ပြီးတော့ဒီနှစ်ပွဲလုံးမှာဆိုလို့ရှိရင်တော့ဒီပထမပွဲမှာဆိုလို့ရှိရင်ဒီ Elite Asma Golden ဆိုတယ်တိတ်အဆင်မပြေဘူးလေနဲ့မတူမှဆိုရင်တော့ Ruby Golden ဆိုတယ်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့ဒါပေမဲ့ဒီနှစ်ပွဲလုံးအားလို့စော့သွားတဲ့ CK ရောနှစ်ပွဲလုံးမှာဘာမှမထွက်ပြီးတော့သူ့ရဲ့ Finals လက်ရိုက်ချက်တွေကနှစ်ကောင်တွေသုံးကောင်တွေအပြုတ်ပြုတ်လိုက်ပါတာကြီးတွေကစပြီးတော့ဒီ Gain Gain ဘက်1 or 2 or နိုင်ဖို့အတွက် ကယ်ရီလုတ်ပေးသွားရလို့တော့ကျွန်တော်တို့ထင်တယ်။ကောင်းပါရဲ့ဒီလူငယ်လက်သက်ပလေယာလေးတွေတင်းဆဲပေးဖို့လေကျွန်တော်ပို့ပြီးတော့ supporting ပေးတဲ့။ကောင်းတယ်ကောင်းတယ်ကြီးကိုတော့နော်။ဟိုအသင်းကတော့ဒီလောက်ပါပဲနော်။ဟိုအသင်းဆိုတော့ AI Sport ကိုပြောတာပေါ့နော်။ AI Sport ကတော့ဒီလောက်ပါပဲ။ဒီ Tor 124ပေါ့နော်။ Tor 124ဒီတစ်ခါတော့အဆင့်၄ပေါ့အဆင့်၄ပေါ့အဆင့်၃ပေါ့နော်။ဒီကအဆင့်၃တော့တိတ်မသေးရဘူး။သူ့အထက်မှာ Fair Gun ရှိမယ်။ Wine ရှိမယ်။တင်းဆဲပေးရှိမယ်။ Matthew C နဲ့တူနေတော့မှာပဲ။ ူရင်ကိုနေဖြစ်နေရတော့ AIH ဘောထုံးစံတိုင်းပဲအစင်လေးအစစ်သုံးကတော့တက်မှာတော့မဟုတ်ဘူးညီကိုနော်ချန်ပီယံဖြစ်ပြီးတော့ဒီ M7 တွေသွားဖို့ရေဆိုတော့အများကြီးတော့မျောလဲပထားနေဒီတင်းရတော့ဒီလောက်ပါပဲလို့ပြောရင်းနဲ့တင်း7ကောင်းလာရင်တင်း7တိုးတက်လာရင်တင်း7 improve ဖြစ်လာရယ်ဆိုတာလေလက်ခံပေးရမယ်ညီကိုတို့ကဲကျွန်တော် e-sport ကြောင့်ပြန်လည်တက်ဆက်ပေးနေရအိုကြီးပဲဖြစ်ပါရဲ့ဗျာညီကိုတို့ကလည်းကျွန်တော်နဲ့သဘောထားကွဲလဲနိုင်ခွင့်ရှိပါရဲ့ဗျာကိုမမညီကိုတို့ရဲ့သဘောထားကွဲလဲတာလေးလည်းရေးခဲ့လို့ရပါတယ်โอเคကျွန်တော်ကတော့ဝေကြီးပဲဖြစ်ပါရဲ့